မင်္ဂလာပါကလေးတို့ရေဆီယမတိမိပြပြမယ်ပုံပြင်လေးရတော့ KG ပုံပြင်လေးထဲကအထဲသေးဆိုတဲ့ပုံပြင်လေးဖြစ်ပါတယ်တခါတုန်းကအထဲသေးတယောက်ဟာသတိဆန်တွေနေတဲ့ရွာကိုရောက်လာတယ်သူ့မှာရောင်းဖို့အထဲတွေအများကြီးပါလာလို့အထဲအထုပ်ကြီးကိုထပ်လာတော့လီးနေတာပေါ့ကွယ်ရုံကလေးနဲ့ကြွက်ကလေးတငယ်ချင်းတယောက်ဟာကြောင်းသွားရင်းလမ်းမှာအထဲသေးကိုတွေ့ကြတယ် ယုံကလေးကဥလေးမှာအင်ကြီးဖြူနဲ့ကြောင်းစိစကတ်ပါလားလို့မေးတယ်။အထေသေးကရှိပါတယ်ဒီမှာပါဆိုပြီးပေးလိုက်တယ်။ကျွတ်ကလေးက blouse အင်ကြီးနဲ့လုံးကြီးဝါရောင်ရောပါလားလို့မေးတယ်။အထေသေးကရှိပါတယ်ဒီမှာပါဆိုပြီးပေးလိုက်တယ်။သူတို့ကအထေဖိုးပစံပေးလိုက်တော့အထေသေးကလည်းကျေးဇူးတင်ပါတယ်ဆိုပြီးတော့ထွက်သွားပဲ။စင်းနှမြောက်ဟာလေဘောလုံးကန်ရင်အထေသေးကိုတွေးလိုက်ကြတယ် တို့မြောက်ကလည်းဘောလုံးကန်ရင်ဝတ်ဖို့အဝတ်စားလိုချင်နေကြတယ်။ဒါနဲ့မြောက်ကဦးလေးမှာတီရှပ်နဲ့ဘောင်းမီတူတွေပါလားလို့လမ်းမေးလိုက်တယ်။စိန်ကလည်းကျွန်တော်ကဝရယ်တီရှပ်ပွပွအင်းနဲ့ဘောင်းမီတူကြီးကြီးတွေပါရဲ့လားလို့ထပ်မေးလိုက်တယ်။အထယ်တွေကရှိပါတယ်။ဒီမှာပါလို့ဆိုပြီးရှာပေးလိုက်တယ်။အထယ်ဘိုးတွေပတ်စံပေးလိုက်တော့အထယ်တွေကစီးစွတ်တင်ပါတယ်ဆိုပြီးတော့ဆက်ထွက်သွားတယ်။ ဝဝင်နေမွေတို့လည်းတောင်မကိုတက်ဖို့အနှွေးတွေတွေလိုချင်နေကြတယ်။အထယ်တဲနဲ့လမ်းမတွေးတော့ဘဝံကဦးလေးမှာကိုအင်းကြီးဘောင်းမရှိနဲ့အုတ်ထုပ်တွေပါလားလို့မေးလိုက်တယ်။အထယ်တဲကရှိပါတယ်ဒီမှာပါဘာရောက်လိုချင်လဲလို့မေးတယ်။ဝဝံကအညိုရောင်ကိုအင်းကြီးနဲ့အဲ့ရောင်ဘောင်းမရှိလိုချင်တယ်လို့ပြောတယ်။အထယ်တဲကရှာပေးလိုက်တော့ပတ်စံပေးလိုက်တယ်။ ။မွေကကျွန်တော်ကအရက်ရှိပြီးပိန်တော့ရှေ့ရှေ့သေးသေးအင်ဂျီမပါဘူးလားလို့မေးတယ်။အထဲသေးကရှိပါတယ်ဒီမှာပါဆိုပြီးရှေ့ပြီးသေးတဲ့အနှွေးတွေကိုပေးလိုက်တယ်။မွေကပတ်စံပေးလိုက်တယ်အထေတွေကကျေးဇူးတင်ပါတယ်လို့ပြောပြီးတော့ထွက်သွားတယ်ဒီလိုနဲ့အထေတွေလည်းအဲ့ဒီရွာကနေထွက်လာတော့အထေတွေအများကြီးရောင်းလိုက်ရတော့အထုပ်ကြီးလည်းပေါ်သွားပြီးသိပ်ပျော်သွားတော့တယ် ပုံမြင်လေးရတော့ဒါပါပဲကွယ်။နားထောင်ပြကြတဲ့တသားမိမိတို့အားလုံးကိုလည်းကျေးဇူးများကြီးတင်ပါတယ်။ဒီ share channel လေးကိုလည်း subscribe လုပ်ပေးကြပါအောင်နော်။